ဆလာမွအလัยကွမ်ငွေကြေးများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်မျိုးမျိုးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မွတ်စလင်နာမည်ကတော့ဟမ်ဇာပဲဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ရဲ့အခု channel ကတော့ကျွန်တော်ရဲ့ YouTube channel အတစ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ channel မှာ technology နဲ့ပတ်သက်ပြီးတော့နှီးပညာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ channel မှာဖွင့်ခင်မှာ channel လေးတစ်ခုဖွင့်ခဲ့ပါလိမ့် အဲ့ဒီ channel မှာတော့ကျွန်တော် G twin နဲ့ပတ်သက်တဲ့စာတွေပေါ့လေ G twin နဲ့ပတ်သက်တဲ့စာတွေကျွန်တော်တင်ခဲတင်ခဲတင်ထားတဲ့စာတွေကိုကျွန်တော်ကျွန်တော်လည်းကြောင်းသားတယောက်ဖြစ်တဲ့အတွက်ကျွန်တော်တင်ထားတဲ့စာတွေ English တို့ English တို့ Physics တို့ Mathematics တို့ Bio တို့ Chemistry တို့ကိုကျွန်တော် chapter like unit like ကို ရှင်းပြပေးသွားဖို့ရှိပါတယ်အခုလည်း physics တခန်းပြီးသားပါပြီကျွန်တော်အင်္ဂလိပ်စာဘက်ကိုကျွန်တော်အင်္ဂလိပ်စာတခန်းဘက်ကိုတွားနေပါတယ်ဒီ channel ကိုဒီနေ့မှတော့ကျွန်တော်အဒီ channel မှာဗီဒီယိုရက်တာကိုခဏနားထားပြီးတော့ကျွန်တော်ဒီနေ့ဒီ channel မှာဗီဒီယိုတင်လာပဲဖြစ်ပါတယ်ဒီဒီနေ့ channel မှာတော့ကျွန်တော်ဘာဘာနဲ့ပတ်သက်ပြီးတော့ sharing လုပ်သွားပေးမယ်ဆိုတော့ကျွန်တော်ဒီ computer basic ပေါ့လေ computer နဲ့ပတ်သက်ပြီးတော့ computer ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် ရှင်းပြပေးတော့မှာပါကွန်ပျူတာဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ data တွေကိုဟို data ဆိုတဲ့ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေပြီးသွားလို့ရှိရင် e-book တွေ digital စာအုပ်တွေပေါ့လေ e-book တွေအတန် file တွေပြီးသွားရင် audio file တွေနဲ့ချင်းနေစတဲ့ဖြင့်မျိုးမျိုးတော့အချက်လက်တွေကို program ဆိုတဲ့အစီအစဉ်နဲ့ code တွေနဲ့ရေးထားတယ်ပေါ့လေ လိုဝဲကုတ်ဘာသာစကားတွေနဲ့ရေးထားတယ်ကုတ်တွေနဲ့ရေးထားတယ် program တွေကိုတောင်းပြီးတော့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုတိုးလောင်းတာတွေစီမံခန့်ခွဲတာတွေဖော်ပြပေးတာတွေတွက်ချက်တာတွေလုပ်ပေးတယ်စက်တွေကို go electronic matching တွေကိုစက်တွေအားလုံးကိုဒီကွန်ပျူတာလို့ခေါ်ပါတယ်။ဒါကြောင့်မလို့ကွန်ပျူတာဆိုတာကကြတော့ကျွန်တော်တို့ပဝင်းခြင်းမှာရှိတဲ့ဥပမာပြင်ကျွန်တော်တို့လူတိုင်းရဲ့လက်မှာရှိတဲ့ ဘူးလို့ဆိုကျွန်တော်ကျွန်တော်အခုဘလော့ကျွန်တော်ရိုက်နေတဲ့ဒီဗီဒီယိုရိုက်နေတဲ့ဖုန်းပါဝင်ကျွန်တော်တို့တငယ်ချင်းတို့ကြည့်နေတဲ့ဖုန်းတွေဖုန်းတွေအားလုံးနဲ့ပြီးွားလို့ရှိရင် laptop တွေ desktop PC တွေပြီးွားရင် nejet nejet နဲ့တက်ပြီးကြည့်လို့ဆိုရင် nejet တို့ကျိုးမဲ့ nejet ပဲဖြစ်ဖြစ်ကျိုးနဲ့ nejet ပဲဖြစ်ဖြစ် bluetooth nejet ပဲဖြစ်ဖြစ်ပေါ့လေစသဖြင့်အဲ့ဒီ nejet တွေပြီးွားရင် အရင်တစ်ခေတ်ကခက်စားခဲ့တဲ့ ကျွန်တော်တို့အဖေတို့အဖိုးတို့ခင်မှာခေစားခဲ့တယ်ရေဒီယိုတွေ TV တွေအဲစတဲ့ဖြစ်အဲ့ဒီဆက်တွေအားလုံးကလည်းပြီးသွားလို့ရှိရင်အင်းပြီးသွားရင်အမျိုးမျိုးတော့တခြား server တို့ဘာတို့ server တို့ main frames တို့ super computer တို့စတဲ့ဖြင့်ဒီဥစ္စာတွေအားလုံးကို computer လို့ခေါ်ပါတယ်ပြီးသွားရင် smash watch smash watch ဆိုတဲ့ စမတ်နိုင်တွေကိုလည်းကွန်ပျူတာလို့ခေါ်ပါတယ်။ဒီကွန်ပျူတာမှာဒီကွန်ပျူတာလို့ခေါ်ပါတယ်။နောက်ဆိုရင်တော့တကယ်ချင်းတော့ကွန်ပျူတာဆိုတာဘာလဲဆိုတာကိုသိသွားပြီပဲလို့ကျွန်တော်ထင်ပါတယ်။နောက်တင်မယ့်ဗီဒီယိုတွေမှာကျွန်တော် ကွန်ပျူတာနားလေတဲ့ဘာသာဘာသာစကားအကြောင်းညီ program ဆိုတာဘာလဲဟိုဒီစတဲ့ဖြစ် internet အကြောင်းတို့ဘာလို့လဲကျွန်တော်တင်သွားပြီးဖို့ရှိပါတယ်ကျွန်တော်ဒီ channel မှာ video တပတ်ကိုတပုံးနှုံနဲ့တင်သွားပြီးဖို့ရှိပါတယ်ကျွန်တော်ရဲ့အခုနပြောခဲ့တဲ့ဒီတွဲစာနဲ့ပတ်သက်ပြီးတော့ channel မှာတော့ကျွန်တော်အော်တရက်ကိုတပုံနှုံးနဲ့တေချာပေါ့တင်သွားမှာပါဘာဖြစ်လဲဆိုတော့ကြောင်းဖင်းတဲ့ချိန်ကလေးနီးနေပြီဆိုတော့ကျွန်တော် ဟို session ဝင်มาပါအခုမှကျွန်တော် physics ကတခမ်းမဲ့ပြီးလေးဆိုတော့ physics တခမ်းလေးစာနည်းနည်းလောက်ပဲပြီးလေးဆိုတော့ကျွန်တော်ဒီခြောက်ပေါက်တရက်ကိုတပုတ်စီနှုံးနဲ့ရှင်းပြပေးပါမှာပါအဲ့ဒီ channel ကိုလည်းအားပေးကြပါအောင်ဒီ channel ကိုလည်းအားပေးအင်ကြပါအောင်ဒီဒီ channel လေးကိုချိန်နေတက်တယ်ဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးပါတကယ်လို့အပြည့်အနာစာတစုံတရာရှိခဲ့တယ်ဆိုရင်လည်း အဲခွင့်လို့ပေးကြပါကျွန်တော် confidence level ကနည်းနည်းနှိမ့်နေလို့နှိမ့်နေသေးတယ်ကြောင့်ကြောင့်မလို့စကားထက်တာတွေအတတ်မပြီးမပြင်းတာတွေတွေ့လဲအားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာအကောင်ဆုံးဖြစ်အောင်လို့ကျွန်တော်ကြိုးစားပါမယ်ကျွန်တော်အားပေးကြပါအောင်အားပေးကြတဲ့တငယ်ချင်းတယောက်ချင်းတိုင်းကိုကျွန်တော်ထူးကျေးဇူးတင်ပါတယ်အားလုံး goodbye man.